ကဲမင်္ဂလာပါနော်ဒီနေ့ကျွန်တော်ရှင်းပြမှာတော့ညီငယ်လေးတယောက်တောင်းထားတယ် Facebook မှာအကိုတဲ့ကျွန်တော်ရဲ့ဝေါ်ပေါ်မှာတက်တယ်လာလာလောက်တာများတယ်တဲ့နောက်ပြီးတော့သူများတွေကလည်းစာဝင်ရေးတာလည်းများတယ်လို့ပြောနေတယ်ဒီတော့သူ့ရဲ့ရည်စားလည်းစိတ်ဆိုးနေတယ်အဲ့ဒါကိုသူကလည်းမလုပ်တတ်တဲ့အခါကျတော့ကျွန်တော်လာပြီးတော့အကူညီတောင်းတယ်ဗျဒီတော့ကျွန်တော်လည်းတတ်ထားသလောက်လေးကိုကျွန်တော်ပြန်ပြီးတော့အားလုံးတိအောင်ပေါ့ PDF file လေးနဲ့ကျွန်တော်ဝေးမျှလိုက်တယ်နော် အရင်ဆုံးကျွန်တော်တို့ကလောကမှာကျွန်တော်ရဲ့ဝါဘမသူများတကစာဝင်ရေးလို့မရဘူးတောက်ဝင်လို့လို့မရဘူးတောက်ဝင်လို့လို့လို့မရဘူးမဟုတ်လို့လို့ရပါတယ်ဒါပေမဲ့သူလောက်လာတဲ့တက်ကိုကျွန်တော်ရဲ့ဝါဘမှာမျက်စိမနောက်တာတစ်ခုပါပဲကျန်တာကတော့ကျွန်တော်ရဲ့တငယ်ချင်းတွေလည်းသိရတယ်သူလည်းတက်လို့လို့ရပါတယ်ဒါပေမဲ့ကျွန်တော်ရဲ့ဝါဘမှာတော့မျက်စိနောက်เสียမရှိတော့ပါဘူးဒီတော့အဲ့လိုမျိုးမဖြစ်အောင်လို့ကျွန်တော်ဘလို့ဘလို့လုပ်မလဲဆိုတော့ကျွန်တော်တို့ရဲ့ ACC ကိုသွားမယ် ဒီတော့ကျွန်တော်တို့ရဘေးနားမှာတော့တော့တော့ရဲ့ပုံစံလေးမှာအောက်ကိုစိုက်နေတယ်မြားလေးရှိတယ်အဲ့ဒါလေးကိုတစ်ချက်နှိပ်ပြီးတော့ကျွန်တော်တို့ဆက်ထင်းထဲကိုသွားမယ်ကြားပြီဆိုလို့ချင်းကျွန်တော်တို့ကဒီမှာအများကြီးကြာလာလိုက်မယ်အမှမှကျွန်တော်တို့ကတိုင်းလိုက် and တက္ကတက္ကတက္ကဆိုရှိပါပဲအဲ့ဒါလေးကိုတစ်ချက်နှိပ်မယ်နှိပ်နေချင်းကျွန်တော်တို့ဒီမှာသူတို့ကတစ်ခုနှစ်ခု 3 9 4 9ခုအဲအမှကျွန်တော်တို့လည်းဘာပြင်မလဲဆိုရင်အပေါ်ဆုံးမှာတစ်ခုရှိတယ်အဲ့ဒါကိုကျွန်တော်တို့လည်း update ကိုနှိပ်ပြီးတော့ကျွန်တော်တို့ only one ဆိုတော့အပြောင်းမယ်ဒါကတော့ကျွန်တော်တို့ရဲ့ wall ပေါ်မှာကိုသူများတကပို့လာတင်လို့မရအောင်လောက်တာပါ only one ဆိုတော့ပြင်ပေးလိုက်ပါနောက်နောက်တစ်ခုက hour မှာ on ဆိုတော့ပြောင်းထားပါနောက်နောက်တစ်ခုကအောက်ဆုံးမှာကျွန်တော်တို့ only one ဆိုတော့တစ်ချက်ပြန်လုပ်ပေးပါဒီ အတိတ်ကိုနေပြီးတော့ only one ပြန်ပြောင်းပေးလိုက်ပါကျန်တဲ့နေရာတွေကတော့ဒီတိုင်းပဲကျွန်တော်တို့လေပြန်ပြီးတော့ထားထားလို့ရပါတယ်ကျွန်တော်ထားထားတဲ့အတိုင်းပဲပေါ့ဒီလိုမျိုးလေးပဲထားထားလိုက်လို့ရှိရင်မိတ်ဆွေတို့ဖြစ်ချင်တဲ့ဥစ္စာကိုယ့်စီကိုတက်လဲလာလို့လို့မရတယ်လို့စာလုံးဝင်ရေးလို့မရပါဘူးခုဒီပို့ဟာတက်ဝင်ရေးလို့မရဘူးရေမဟုတ်ပါဘူးဝင်ရေးတကယ်ချင်းကကိုယ့်ကိုတက်တက်လို့လို့ရတယ်ဒါပေမဲ့ကိုယ့်ရဲ့ဝေါ်ပေါ်မှာပဲမျက်စိလာမနှောက်တာကိုယ့်ရဲ့တကယ်ချင်းတွေအားလုံးသိရပါတယ် ဒီတော့နှစ်ဖက်နှစ်လမ်းအဆင်ပြေတာပေါ့နော်ဒီနီလန်းလေးရလဲကျွန်တော်ဒီ online ပေါ်မှာပဲလေ့လာခဲ့တဲ့နီလန်းလေးပါပဲဒီတော့ဒီတော့ဆိုရင်တော့နားလည်လိုက်မယ်လို့တော့ထင်ပါတယ်အဲ့တော့ဒီဒီပုံစံတိုင်းလေးပဲကျွန်တော်တို့ဒီအဆင်အဆင်လိုက်လောက်သွားလိုက်ပါနောက်ပိုင်းဒီမှာဒီတန်းမှာဗာလေးလုံးလို့ရတယ်ဆိုရင်ကျွန်တော်တို့တွေနာမည်တွေပြောင်းလို့ရတယ် passport တွေပြောင်းလို့ရတယ်ကျွန်တော်တို့ email email တွေကိုခိုင်လုံအောင်လို့ထပ်ထည့်တာတွေရှိတယ် ဒါတွေကတော့နောက်ပိုင်းမှာကျွန်တော်ရှင်းပြပေးသွားပါမယ်အခုလောလောဆယ်ကတော့ညီငယ်လေးတောင်းဆိုရတဲ့ဥစ္စာကိုတော့ရှင်းပြပေးလိုက်တဲ့အတွက်ညီငယ်လေးကျင်နေလိုက်မယ်လို့တော့ကျွန်တော်ကတော့ယုံကြည်ပါတယ်